စစ်ကောင်စီကနိုင်ငံနေရအနှံ့ကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြလုပ်နေတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထိခိုက်သေးဆုံးမှုနည်းအောင်နီလန်းမျိုးစုံအုံပြုကာကွယ်နေကြပါတယ်။ဒီကြောင်းကိုသီရိကပြောပြပေးမှာပါ။အရာပြင်းငလင်လောက်ခတ်ပြီးနောက်စစ်ကောင်စီကယာယီအပြစ်ခက်ရစဲဖို့ကြေညာထားပေမယ့်အရသားတွေနေထိုင်တဲ့ကျေးရွာတွေနဲ့စာတင်ကျောင်းတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြလုပ်နေပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လေချောင်းသတင်းတွေကို ပြည်သူလူထုစီအချိန်နဲ့မျှပေးပို့နေပေမဲ့လက်တွေမှာတော့နေ့စဉ်နဲ့အမျှလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူထိခိုက်ဒေဆုံးမှုတွေဖြစ်ပေါ်နေပါတယ်။ငလျင်လုံပြီးကြတဲ့ကမေလ14ရက်နေ့အထိစစ်ကောင်စီကစကိုင်းတိုင်းထဲကဂျေးပါတွေကို Jet Fighter နဲ့စက်တက်လေဒီပါရာမော်တာတွေအသုံးပြုပြီးလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာ65ချိန်ထက်မနည်းရှိနေပြီလို့ DBB ကကောက်ယူထားတဲ့အချက်အလက်တွေရသိရပါဗျ။ဒဗန်ရင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ အိုရင်းတွင်ကျေးရွာစာတင်ကျောင်းကိုမေလ12ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဆီယာမန်းရောက်ပါအဝင်ကျောင်းသားကျောင်းသူစုစုပေါင်း24ရောက်တည်ဆုံခဲ့ပါတယ်။ချောင်းဦးမြို့နယ်မှန်ချိုကျေးရွာကိုလည်းမေလ12ရက်နေ့မှာပဲလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ2ရောက်တည်ဆုံခဲ့ပါတယ်။ချောင်းဦးမြို့နယ်မှာလေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက်ကာကွယ်ရေးတပ်ဖွဲ့တွေကစကားပြောဆအိုင်ကွန်တွေကတဆင့်ပြည်သူတွေစီအချိန်နဲ့မျှသတင်းပေးပို့နေတဲ့အတွက် ပြည်သူအနေနဲ့လေချောင်းသတင်းရတာနဲ့ဘုံခိုခြင်းတွေစီပုံချဖို့အတိပေးထားပါတယ်ကျွန်တော်မျိုးနယ်မှာတော့ပါရာမိုတာထိရိုက်တာအလေးအနက်ရှိပါတယ်။ပါရာမိုတာကဒီကရုံချင်းတွေကိုကွက်ပြီးကြောင်းချနိုင်နေဆိုတာကတော့ဒါတော်တော်မလွယ်ကူလာဘူးပေါ့နော်။ကရုံချင်းကတော့ပြောစရာကျွန်တော်တို့မှရှိရဲ့နီလန်နဲ့ပါရာအကောင်းဆုံးကဘေးစနစ်လို့မြင်တယ်။ကျွန်တော်တို့ကသူ့ကိုသတင်းအောင်ပို့ပေးမယ်။သူကအချင်းကရုံချင်းနဲ့ဝင်နိုင်မယ်ဆိုရင်တော့ကောင်းကောင်းကာကွယ်နိုင်လူယူဆပါတယ်။ပြောစရာကျွန်တော်တို့မျိုးနယ်မှာရောင်းတဲ့ခက်ကံမှာစုံတုံးလာတဲ့အရာတွေကလည်းကပင်းထဲမှာရှိမနေတဲ့ပြည် ပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ကြေးရွာကိုလည်းစစ်ကောင်စီကဧပြီလ16ရက်နေ့ကနေမေလ9ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ30ကျော်သေဆုံးခဲ့တယ်လို့သိရပါဗျ။ရေထွက်ကြေးရွာမှာတော့ကာကွယ်ရေးတပ်ဖွဲ့တွေကစကားပြောဆက်အင်ကွန်တွေအပြင်အတန်ချဲ့ဆက်တွေကိုပါတုံးပြီးလေကြောင်းအနေနဲ့တတိပေးဖို့အတွက်အသုံးပြုနေကြပါဗျ။လေကြောင်းသတင်းတွေပြည်သူတွေစီကိုမြ мян ဆန်ဆန်ပေးပို့နိုင်ပြီးဘုံခိုခြင်းတွေစီဝင်ပုံးနိုင်ရင်တော့ ထိခိုက်မှုနှဲမှာဖြစ်ပြီးကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့သတင်းချက်လက်ပေးပို့ရမှာလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။ပြည်သူတို့ချို့ကသာဘုံခိုခြင်းတူးနိုင်ကြပြီးဘုံခိုခြင်းမရှိတဲ့ပြည်သူတွေကလေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့အခါအနေရများနိုင်တယ်လို့တပိတ်ချင်းမြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ ီကတော့ဗျာတော့ရင်မဟုတ်ဘူးဆိုတော့သူတို့ဘုံဘုံချင်းနေရှိနေလို့ရှိရင်ဒီချာပေါ့တက်အနေတော့ကင်းမယ်လို့မြင်လာလိုက်တာတော်တချက်ကဗျာသူတို့အတိပေးတဲ့ကိစ္စပေါ့တော့ရာမဟုတ်ဘဲတဲ့တခြားပေါ့သူတို့တက်ကိုစကားပြောဆက်ပဲဖန်ကြီးပေးရတယ်ဖြစ်နေတယ်ဒီအင်ဖော်မေးရှင်းကိုရအောင်ဗျာတခြားနည်းနဲ့ဖန်ကြီးလို့ရရကြတာပဲနော်အဲ့လိုဖန်ကြီးပေးမယ်ဆိုရင်လည်းချေတယ်အထီးခိုက်တယ်ဘယ်လိမ့်မယ်လို့တော့မြင်မိတာပဲဗျာဒီကအဲ့လိုချက်ရှိရဆိုတဲ့ကိစ္စကဘတ်ချက်ပဲဖြစ်ပါလိမ့်မယ်ကျွန်တော်လည်းဆော်လေးစုပွဲဖြစ်တဲ့အတွက်ကျုပ်ကိစ္စတွေမှာကိုနီကိုရရုံးစက်နေရတဲ့အခြေအနေတွေလည်းအများကြီးရှိတာပေါ့ဗျာဒီနေ့ကတောင်းမေးကိုမျှဝေမကန်တာဖြစ်နေရဗျာ ေချောင်းတိုက်ခိုက်မှုဖြစ်တဲ့အခါပြည်သူတွေအနေနဲ့ဘုံခိုခြင်းတွေမှာစနစ်တကျပုံခိုကြဖို့လိုအပ်ပြီးအစိုးရအနေနဲ့လည်းပြည်သူတွေစီတည်င်းချက်လက်ရရှိဖို့အကူအညီပေးနိုင်တဲ့အခါထိခိုက်သေးဆုံးမှုနည်းနိုင်တယ်လို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကိုနွေဦးကသုံးသပ်ပါတယ်ဟုတ်ရရန်တရားထဲမှာပါတဲ့ဌာနတွေဆိုလို့ရှိရင်ဒီပစ္စည်းတွေတက်ဆင်ပေးတာမျိုးရှိတဲ့တော်ကြောင့်တိုင်းကိုင်နိုင်သုံးနိုင်ကြတယ်ပြည်သူတွေမှာကျတော့အဲ့လိုမျိုးဝယ်ကင်ဖို့ငွေကြေးရလဲကွန်တက်တွေကရှိရတယ်ဝယ်ပြီးတော့မသုံးနိုင်ဘူးအဲ့ဒါကတော့ဘာလို့ဘာရကျတော့နေရတဲ့လူတွေကမှ သတင်းမရတဲ့လူတွေကိုသတင်းရအောင်ပြန်ပြီးတော့ကူညီပေးရမှာပေါ့အစိုးရအနေနဲ့ကလည်းရွာတိုင်းရွာတိုင်းမှာသတင်းစစ်ဆေးမှုကိုအကောင်းလေးလုပ်ပြီးတော့တင်းနေတဲ့ရင်းမှန်မှန်ကန်ကန်လုပ်ပြီးတဲ့လှုပ်ဆောင်ပေးနိုင်တယ်ပြည်သူတွေပေါ်မှာဝန်ဆောင်မှုတွေလုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီလိုကြာဆုံးမှုတွေကတော့တော်တော်လေးအထောက်အကူဖြစ်သွားမှာလို့ထင်တာပေါ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ14ရက်နေ့အထိစစ်ကောင်စီကနိုင်ငံနေရာအနှံ့ကိုလေကြောင်းတိုက်ခိုက်မှု488ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ကာကွယ်ရေးရဲဘော်အပါအဝင် ပြည်သူ398ယောက်တေဆုံးခဲ့ပြီး829ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမဒီရီပါ။ဒီကြောင့်တက်ခတ်မှုခက်စိတ်စိတ်လုံနေပါ၍ဒေဒီအန်ရီကိုအထူးကူးစိတ်ကြရန်ရန်ရှင်းမှအတည်ပြုရပါတယ်။